သတင်းပေးကနေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ GFS သတင်းချန်နယ်မှာဒီကနေ့မတ်လ24ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်သတင်းတစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာခုတကပြမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မန္တလေးမြို့မှာရှိတဲ့ရပ်ကွက်များမှာလုပ်ငန်းများအားလုံးကိုစကောင်းစကာစမှုတန်အပ်ဆက်ဆက်နေတဲ့အတွက်ဒီကနေ့မဲနိုင်ခိုင်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် မန္တလေးမြို့မှာရှိတဲ့ရက်ကွက်များမှလုပ်ငန်းများအလုံးကိုအကြံပတ်စကောင်းစီကအေပီလာတွင်စတင်မဲ့စစ်မှုထံဗတ်စင်စနစ်တို့ဒီနေ့မှမဲနိုင်ခိုင်မှာဖြစ်တယ်လို့မန္တလေးမှပြည်သူများကပြောဆိုပါတယ်၂024ခုနှစ်ဒီဇင်ဘာလ31ရက်နေ့မှာပြည်သူစစ်မှုထံတာဝန်ထမ်းဆောင်ရန်ဂျုံဝင်တဲ့မြို့သားလူငယ်များအလုံးကိုအပတ်စဉ်စနစ်လေးမင်းဆောင်2025တရောက်ရန်တို့ကဒီသူစစ်မှုထံနေဦးပရေများနဲ့အညီမဲနိုင်ရွေးချယ်မှာဖြစ်တယ်လို့သိရပါတယ်စစ်မှုထံမဲနိုင်ခိုင်မှုစာရေးဝယ်တယ်လော့စပီကာနဲ့လည်းလိုက်ဝင်မန္တလေးတမြို့လုံးရက်ွက်တင်မှာမဲနိုင်ခိုင်မှာလို့ မောင်မြေမျိုးနယ်မှာနှွယ်စင်ရက်ကွက်မှာဒီကနေ့ပြည်သူတဝူကပြောဆိုပါတယ်စစ်မှုထန်ခိုင်းရန်မဲနယ်ရွေးချယ်ရေးလုပ်ငန်းများကိုလုပ်ငန်းများကိုတိုင်တို့မဟုတ်မိမိရဲ့မိသားစုထဲမှာကိုယ်စားလှယ်တဝူကလာရောက်မဲနယ်ဆောင်ရွက်ရမှာဖြစ်ကြောင်းလုပ်ငန်းတို့မဟုတ်မိဘများလာရောက်မဲမနိုင်ပါကတဆိုင်ရာစစ်မှုတန်းဆန်ခိုးရေးဖွဲ့ဝင်တဝူကမဲနယ်တော်မှာဖြစ်တယ်လို့သိရပါတယ်လုပ်ငန်းတွေကိုတေလန့်ပို့နေပြီမိဘတွေပါပြောင်းပြရမယ့်အခြေအနေဖြစ်နေပြီမိဘတွေရောလူငယ်တွေရောရန်ကိုစစ်စင်းရဲနေရတယ်လို့ဒီကနေ့ပြည်သူတဝူကရှင်းပြပါတယ် စကောင်းစကန2014ခုနှစ်မေလမှစတင်ကစမုဒ္ဒါပတ်ဆက်ပြပေါ်နေခဲ့ပြီးယခုကစမုဒ္ဒါပတ်ဆက်ဆန်းနှစ်ထိရောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဇော်ကပင်တောင်တော်မီလောင်ကျွမ်းနေဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ဖမ်းမြို့မှာရှိတဲ့ဇော်ကပင်တောင်မှာယမန်နေ့မတ်လ23ရက်နေ့ညနေ3နာရီဝန်းကျင်ကစလို့တော်မီတွေလောင်ကျွမ်းနေတယ်လို့ဒေသခံများကပြောဆိုပါတယ်။ဇော်ကပင်တောင်မြလာဘိုးစစ်တီရှိရာတောင်နေတဝိုင်းနဲ့ဝေစာညီနောင်ဘုရားရှိရာတောင်နေတဝိုင်းမှာမီလောင်ကျွမ်းနေခြင်းဖြစ်ပါတယ်။ နေစင်တော်မီလောင်ကျောနေကြဖြစ်ပေမဲ့ရခိုးခါမီးပမာဏအများပြားနေတဲ့အတွက်စိုးရိမ်မှုတွေလည်းရှိနေပါတယ်။ဒါကပုံမှန်ဖြစ်နေကြပဲလေ။အန်ငါးလူတွေတော့ဒါကဒိုးစမ်းမနေဘူး။ပုံမှန်တစ်ခါတစ်ခါလောင်လို့ရှိရင်နေ့ရက်သုံးရက်လောက်တော့တမင်းမင်းနဲ့လောင်နေကြပါပဲလို့ဖန်မျိုးကန်တဝူကပြောဆိုပါတယ်။သူကဲတော့မီးလောင်ကျောမှုကိုထိန်းချုပ်နိုင်ရေးအတွက်မိတက်တပွဲနဲ့ဒေသခံလူမှုကူညီရေးအဖွဲ့တွေအချိန်မြင့်လှုံ့ဆော်စေလိုတယ်လို့နောက်ထပ်ဒေသခံတဝူကဆိုပါတယ်။အိမ်မနေညနေ6နာရီခန့်ကမျိုးကန်လူမှုကူညီရေးအသင်းများရဲ့ကားများစော်ကပင်တောင်တန်းမဲ့သို့တောက်ခွာသွားပြီးမြဲ မိငိမ်တမှုအခြေအနေနဲ့ပတ်သက်ပြီးသိစိတ်တော်မသိရတော့ပါဘူး။အဆိုပါဇော်ကပင်းတော်တော်မီလောင်ချင်းနဲ့ပတ်သက်လို့မြန်မာနိုင်ငံမိသားစုဖွဲ့ရဲ့ Facebook လူမှုကွန်ရက်ဆာမျက်နှာမှာယမန်နေ့ည9:00နာရီခွဲခန့်ထိသတင်းထုတ်ပြန်ထားခြင်းလည်းမတွေ့ရကြပါဘူး။ရေဟိုးရပိုင်နေပြီးတော့ကောင်းစီနယ်မြေတွင်းမှာရှိတဲ့တောင်ရများရှိတဲ့နေရာတချို့ပဲခိုးရိုးမနဲ့ဆက်ဆက်နေရာတချို့မှာလည်းဒေါ်မီတွေလောင်ကျော်နေတာကြောင့်မိငိမ်တမှုတွေပြုလုပ်နေရတယ်လို့မြန်မာနိုင်ငံမိသားစုဖွဲ့ကထုတ်ပြန်ထားပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဒီအနေနဲ့ဌာနချုပ်ဦးမှာရှိတဲ့ခလဲသေးစစ်တပ်စခန်းစတင်တိုက်ခိုက်ခံရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ တရင်မြို့သားစီယုံ KNU ပို့ဌာနချုပ်အနီဝင်းချင်းမှာရှိတဲ့စကောင်းစီရဲ့ခလဲဒေးတက်စခန်းကိုရမန်နေမက်ရှလာနဲ့ဆန်နီယန်နေကစတင်ပြီး KNU နဲ့ပူပေါင်းတက်တွေကဝင်းရံပေးဆိုတိုက်ခိုက်နေတယ်လို့ကရင်စရေးသတင်းရင်းမြစ်ထံကသိရှိရပါတယ်။အဆိုပါခလဲဒေးတက်စခန်းဟာလိုင်ဘွေမြို့နယ်ခလော့ကထိုက်ရှိပတ်ထိုင်းနေဆိုင်မှာရှိတာဖြစ်ပါတယ်။ KNU ရဲ့စီရင်နယ်မြေခွဲခြားတမတ်ပုံရဓမ္မအားခုနယ်မြေထဲမှာတရှိတဲ့စခန်းတစ်ခုလည်းဖြစ်ပါတယ်။အဲ့ဒီတက်စခန်းကိုမနေ့ကစတင်ပြီးတော့ KNU နဲ့ပူပေါင်းတက်ကဒရုန်းနဲ့ပုံချတာ လက်နက်ကြီးနဲ့တက်ခတ်တိုက်တာတွေပြုလုပ်နေတာဖြစ်တယ်လို့ကရင်စရဲသတင်းရင်းမြစ်ကဆိုပါတယ်။အဆိုပါခလဲဒီစခန်းတိုက်ပွဲကြောင့်အမီတွဲမှာရှိတဲ့ခလဲတွေနိုပေါ့ကလိုဂျေးဝါတွေကဒေသခံတွေဟာထိုင်းဖက်ချမ်းစီဆက်ရှောင်နေရတယ်လို့သိရပါတယ်။ဒါပြင်ကရင်ညူဌာနချုပ်နေဝင်းချင်းမှာစကောင်းစီရဲ့ခလဲတွေစခန်းပြင်မေတဝေါ်စခန်းနဲ့ရှမ်းယွာတဲ့ဗျူဟာတို့လည်းရှိနေပါတယ်။ပြီးခဲ့တဲ့မတ်လ14ရက်နေ့ကတော့ကရင်ညူဓမ္မခေါ်နယ်မြေတဲကစကောင်းစီရဲ့ point 1နဲ့၄ရှေ့ပိုလိုတူတက်စခန်းကိုကရင်ညူနဲ့ပူပေါင်းတက်တွေကနှစ်ပတ်ကြာအပြင်းထန်တိုက်ခိုက်ပြီးတင်းယူထားပါတယ်။ ဆိုပါပိုလိုတို့တပ်စခန်းတင်းတိုက်ပွဲမှာဒေသခံပြည်သူ900ခန့်ထိုင်းဘက်ကိုဆက်ဆောင်ခဲ့ရတယ်လို့စခန်းတင်းခံရချိန်မှာစကောင်းစီတပ်ပွဲဝင်တွေကလည်းနေကြာမြက်တောင်ရင်မြစ်ကိုဖက်ပြီးတော့ထိုင်းနိုင်ငံနဲ့ဝင်ပြေးကြပါတယ်။ထိုင်းနိုင်ငံအနီးမှာရှိတဲ့ပိုလိုတို့တပ်စခန်းကိုလက်လွတ်လိုက်ရပြီးရပိုင်းချမှာပဲစကောင်းစီဟာ KNU ဌာနချုပ်ကိုဒရုန်းနဲ့တံပြန်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။နောက်တစ်ထပ်မှပြန်ဆက်ပေးခြင်းတဲ့တင်ကတော့ကာကွယ်ရေးဝန်ကြီးမေဘီမာရှင်းနေခြင်းတစ်ခုလေးနဲ့အထက်ကိုယုံကြည်ပြီးရှေ့ဆက်နေတယ်လို့ PDF ကလေးခရိုင်တရင်လေးရဲ့တရင်မှုပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ မျိုးသားညို့ရဲ့ဆိုရကာကွယ်ဝင်ကြီးဌာနဝင်ကြီးဦးရင်မောင်ကိုတိုင်ဒီလိုကားဝေးတက်မတော် PDF ရေဘော်များနဲ့တူမေးပြမရှိနေခြင်းတစ်ခုတည်းနဲ့အထက်ကိုယုံကြည်ပြီးတော်လန်ရေးကိုရှေ့ဆက်နေခြင်းဖြစ်တယ်လို့ PDF ကလေးခရိုင်မှလေးတက်ရင်မှတရင်မှုကိုမုံပြီးကပြောဆိုပါတယ်။စကိုင်းတိုင်းကလေးနဲ့တမိုးခရိုင်မှရှိတဲ့တော်လန်တစ်ပွက်တွေတူရမောင်ငွေရှာပွေးမဲ့ကဘောညင်းအောင်ကမ်ပိန်းပွင့်ပွဲခန်းနာကိုမက်ဆလန်၂၂ရက်ကပြုလုပ်ခဲ့ပါတယ်။အခမ်းအနားမှုဒေါက်တာကျိုးသေးဟာကအွန်လိုင်းမှာအန်ယူဂျီကိုပြုသဘောဝေဖန်မှုတွေပြုလုပ်နေတဲ့ PDF တက်မှုတဝက်ဖြစ်တဲ့ကိုမုံပြီးကို ဒေါ်လန်ရင်မှဝေဖန်၏လိုအပ်တကယ်တို့အပြေးရှာခြင်းသို့မဟုတ်ပြည်သူစိတ်ထချောက်အောင်လုပ်ခြင်းများရှိနေတဲ့ပေါ်တုံးတက်ပြောကြားပေးရန်မေးမြန်းချက်ကိုဂုံမုံပြီးကပြန်လည်ဖြေကြားရမှာအန်ယူဂျီရန်ရောင်းမှရှိတဲ့ PDF ခန္ဓာပေါ်ယခုလိုဆုံးနေခဲ့ပါတယ်။အန်ယူဂျီကိုဝေဖန်မှုတွေပြုလုပ်တကယ်တို့အပြုသဘောရေးသားချက်များပေါ်အန်ယူဂျီကိုဖားတယ်လို့ပြောဆိုမှုတွေကြုံရတယ်လို့ဂုံမုံပြီးကဆိုပါတယ်။ကျွန်တော်မဆဲကြတာမဟုတ်ပါဘူး။ဖားနေရလည်းမဟုတ်ပါဘူး။အဓိကကတော့ကျွန်တော်တို့ကိုယ်နဲ့ကထထဲဝဲဝဲလုံးလုံးနေရတော့ကျွန်တော်တို့ဘာလုံးနေရတယ်ဆိုတာကျွန်တော်တို့သိပါတယ်။ကျွန်တော်တို့ဘာလုံးနေတယ် ကျွန်တော်တို့ဘယ်လောက်ထိရွေးနေလဲဆိုတာကျွန်တော်တို့သိပါတယ်။တကယ်ကတော့ခုကျွန်တော်တို့ပြောခဲ့တဲ့ခန္ဓာတွေဆိုတာကျွန်တော်တို့သာရုံမမွေလုံလောက်တယ်ဆိုရင်လျှော့ဝှက်တဲ့နေကိစ္စတွေပါ။ဒါပေမဲ့ဒေါ်လာရင်းကလူတို့အားနဲ့တွားနေရတဲ့ခန္ဓာမှာအားလုံးမြင်လာတာပေါ့လို့ကိုမုံပြီးကပြောဆိုပါတယ်။ဒါပြင်အန်ယူဂျီအစိုးရရန်နေရပဲဖြစ်ဖြစ်ဒေါ်လာရင်းအိုးဆောင်သူများနဲ့ဓာတ်ပွဲချင်းချင်းများပဲဖြစ်ဖြစ်လိုအပ်သည့်များကိုအများပြည်သူရှေးမောက်မှာပြောဆိုခြင်းထက်အသွင်ပိုင်းမှာလာဒေါ်လာရင်းရဲ့ပေါ်ချင်းချင်းအဓိကပြောဆိုဖြစ်တယ်လို့၎င်းကဆိုပါတယ်။ကျွန်တော်ကြံတဲ့ခန္ဓာတွေကိုမပြောတတ်ဘူး။ကျွန်တော်မသိဘူး။နားမလဲတော့ပါ ဒါပေမဲ့ PDF ခန္ဓာနဲ့ပြောမယ်ဆိုရင်ဗီဒီယိုကားဝေးတက်မတော်ကကျွန်တော်တို့ရဲ့ဝင်ကြီးကျွန်တော်တို့ရဲ့စေဦးစီးချုပ်ကိုယ်တိုင်ကျွန်တော်တို့နဲ့တူမိပြမှာရှိနေပါတယ်ဒီတကူးနဲ့တင်ကျွန်တော်တို့ကတော်လေးယုံကြည်အားကိုးလို့ရနေပြီပေါ့ဒါနဲ့ပဲကျွန်တော်တို့ PDF ကကိုယ့်ရဲ့ထက်ကိုယုံကြည်ပြီးဖြည့်ဆက်နေတာတက်ပါလေလို့ကိုမုံပြီးကဆိုပါတယ်လက်ရှိစစ်စစ်ရေးမှာတောင်တန်းထိတာများကိုတော်လိုင်းအင်အားစုများကခြုံငုံထိန်းချုပ်နိုင်ပြီလို့၎င်းကတုံ့တက်ပါတယ်အခုတောင်တန်းထိတာတွေရဲ့ဒီပြည်နယ်တွေကို အမိပြူပြီးတော့သူတို့ရဲ့ထောက်ပံ့မှုသူတို့ရဲ့ကူညီမှုအားကိုယူပြီးတော့ ကျွန်တော်တို့ရှေ့တလန်းကိုတဆင့်တလန်းနေတာဖြစ်ပါတယ်။အရင်တုန်းကတော့ပျောက်ကြားတို့လူရင်းအားစေကနန်းရကနန်းနဲ့တိုက်ပွဲဝင်နေ။အခုရှေ့ဆက်မှာကတော့ထောင်ထောင်နဲ့ချီတဲ့တိုက်ပွဲဝင်မှုတွေပြုလုပ်နိုင်မှုပြုလုပ်လေပြုလုပ်နိုင်ပါတယ်။ပုံမှုအကောင်းအောင်ဆိုတာကျွန်တော်တို့ပြုလုပ်နိုင်ဖို့အားစိုက်နေကြတာဖြစ်ပါတယ်လို့ကိုမုံပြီးကဆိုပါတယ်။ကာကွယ်ဝင်ကြီးကပိုးစစ်ကြီးတရက်ကိုအင်းအားထောင်ထောင်ချီနေပြုလုပ်ခါဆရာနာရှင်ဆုံးတဲ့ရေကိုလုံဆောင်ရန်ရှိတယ်လို့မရှလာဒုတိယပတ်မှာတမိုးတင်တဲ့မေခွန်တို့ကမှထည့်သွင်းပြောဆိုခဲ့ပါတယ်။ဒါပြင်လက်ရှိမှာတော်လန်ရေးချင်းတွေများကို ဒေချာစွာစူးစမ်းလေးလာကြည့်မယ်ဆိုရင်ရမ်းမြင်တာကြောင့်ဒေါ်လန်ရေးကဝတ်ထားလို့မရပဲလုံပွန်လင်းမြင်တာကြောင့်ကိုမုံဘီကဆိုပါတယ်တကယ်ကတော့ဒီတက်လျှောဝဲတင်တာတွေအများကြီးပေါ့ကျွန်တော်အနေနဲ့ကတော့အန်ယူဂျီရန်နေရာကြီးတခုလို့မဟုတ်ရင်တောင်မှဗီဒူကဝဲရေးတက်မတော့အန်ယူဂျီရန်နေရာတော့ကျွန်တော်အားလုံးနားမလည်လို့ပြောတာပါဗီဒူကဝဲရေးတက်မတော့ PD ဟာအချိန်နဲ့တွားနေတယ်ရှင်းမှာပို့ပြီးတော့အားကောင်းမောင်းတန်နဲ့တွားနိုင်ဖို့အားစိုက်နေရတယ်ရုံးနေရတယ်မနာမနေအားစိုက်နေတယ်ဆိုတာကတော့သိကြတယ်ဒါကိုတော့ကျွန်တော်တို့ကလုံးဝအားမခံနိုင်လို့ကိုမုံဘီကပြောဆိုပါတယ် တို့ရမှာ2025ပြီးရင်ဘာဖြစ်မလဲဆိုတော့ညှော်လင်းချက်ကြီးကြီးမားမားမပြောလို့ဘူးလို့လည်း၎င်းကဆိုပါတယ်။ဒါပေမဲ့တေချာတာကတော့တစင်ပြီးတစင်ဒီဝေးပြီးတီးဝေးသွားမယ်ဆိုတာလုံးဝတေချာတယ်လို့ကိုမုံပြီးကဆိုပါတယ်။လက်ရှိမှာအားနည်းချက်များအားမရချင်းတွေရှိပေမဲ့လည်းရခုတက်ပို့ပြီးတော့အားကောင်းအောင်စ조사ရမှာဖြစ်တယ်လို့၎င်းရဲ့ခံယူချက်ကိုပြောပါတယ်။ဒီလိုကဝေးတက်မတော့ PDN နဲ့ channel တိုင်းတာတပွဲတွေကကျွန်တော်တို့ရဲ့စစ်ရှိန်ကတော့ဘလို့မှရပ်တန့်သွားစရာမရှိပါဘူး။ဒီဝေးပြီးတီးဝေးရွေးနေတယ်လို့ယုံကြည်ပါတယ်လို့ကိုမုံပြီးကဆိုပါတယ်။ ရခုပြုလုပ်နေတဲ့ခပေါ်ညီနောင်ကမ်ပိန်းဟာကလေးတမူခိုင်တို့မှာရှိတဲ့ PDF ဖွဲ့14ဖွဲ့အတွက်ရမုံငွေချပွေချင်းဖြစ်တယ်လို့ရှင်းပြပါတယ်။ချင်းဝဲမင်းနဲ့အိမ်မရနဲ့ဆက်ချာခြံဝန်လွတ်တင်ဒေတာဖြစ်တဲ့ချင်းဝဲမင်းနဲ့အိမ်မရနဲ့ဆက်ချာခြံဝန်လွတ်ပြင်ဒေတာဖြစ်တဲ့ခပေါ်ဒေတာဟာအမတ်တစ်စစ်တီသားရဲ့အရေးကြီးတဲ့ဒေတာတစ်ခုဖြစ်ပြီးတော့အစိုးရဒေတာမှာကလေးနဲ့တမူမျိုးတွေပါဝင်တယ်လို့ဝန်ကြီးဦးရီမုံကလည်းပြောပါတယ်။ဒါပြင်နိုင်ငံရေးနိုင်ငံခြားရေးဂုံတော်ရေးနဲ့စည်ရေးရာတမိုင်းတခြားကိုရေးပါကြတဲ့အစိုးရခပေါ်ဒေတာကိုလုံလောက်နေမိပြီးဦးစားပေးဆောင်ရွက်လျက်ရှိတယ်လို့၎င်းကဆိုပါတယ်။ ကဘောချိုင်ဝမ်ဟာစကိုင်းတိုင်းဒေသကြီးရဲ့နောက်ပိုင်းမှာတည်ရှိတဲ့ကုန်းမြင့်ချိုင်ဝမ်တစ်ခုဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမနီပူရာပြည်နယ်ရဲ့နယ်နိမိတ်နဲ့လည်းနီကက်စွာတည်ရှိပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁၁တာအနေနဲ့လည်းဒီဒေသဒီနယ်မြေလုံမြောက်ရေးကိုတိုးစားပေးနေတဲ့စင်စားဆောင်ရွက်နေတာလည်းရှိတယ်လို့ပြောရပါမယ်လို့ဦးရီမုံကဆိုပါတယ်။ဒေါ်လန်ရေးစောပိုင်းကလေးကကာကွယ်ဝန်ကြီးဌာနနဲ့မဟာမိတ်တိုင်းရင်းသားဒေါ်လန်ရေးပွဲတွေဖြစ်တဲ့ကချင် KIA ချင်း CNF CNA KNP KNPP KNA EPSD ကတို့ပါဝင်တဲ့ ဘဟုကိုခဲရင်နဲ့ညီနိုင်ပေါင်းဆက်ရေးကော်မတီစီတရီစီရဲ့သဘောတူဆုံးဖြတ်ချက်အရအမတ်တစ်စစ်တီတာကို2020နှစ်မြေလယ်ပိုင်းမှာစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်တယ်လို့ရှင်းပြပါတယ်။ကလေးခိုင်နဲ့တမူးခိုင်နှစ်ခုလုံးမှာနည်းမြေဆုံးမှုထိန်းချုပ်မှုကိုပီဒီအက်တက်မတော်ကအဓိကရယူထားကြောင်းစကောင်းစီလုံးဝခင်းစင်ခြင်းမရှိသေးတော့လဲ။နည်းနည်းလုံးကိုပီဒီအက်များထိန်းချုပ်ထားနိုင်တယ်လို့ကာကွယ်ဝန်ကြီးကရှင်းပြပါတယ်။ပီဒီအက်နဲ့ပကဖာအလဟာဒေတာကာကွယ်ရေးတပွဲများတိုင်းရင်းသားတော်လှန်ရေးတပ်များတို့တို့ကတိုက်ပွဲဝင်နေကြတဲ့လက်နက်ကင်တော်လှန်ရေးဟာ အချိန်ဟုန်တစ်ပြေးပြေးမြင့်တက်မြင့်လာနေတယ်လို့အတည်ပြုထားပါတယ်။ရခိုင်ကလက်နက်ဆယ်ခန်းနဲ့ပျောက်ကြားတဲ့ပေါ်တွေဝင်ခဲ့ကြပေမဲ့လေဒီခေတ်ကနနစ်တာတွင်လူဝင်အားရာခန်းတချို့အုံပြုပြီးတော့ရန်သူစခန်းတချို့ကိုတိမ့်နေကြတယ်လို့ကိုမုံပြီးကပြောပါတယ်။ဒါကပြည်내ဒေသတွေမှာဖြေဟုတ်ဖြစ်စဉ်တစ်ခုသာဖြစ်ပေမဲ့2021မှာစပြီးပြန်တော်လှန်ရတဲ့ဒီမားဒေသမြေပြင်ဒေသလွန်ပြင်ဒေသတွေတို့ဆိုရင်တော့စင်ကဲပြောင်းလဲတိုးတက်မှုဖြစ်တယ်။ဒီခေတ်ကနနစ်တာကာလလောက်ကစပြီးအထူးသဖြင့်စခန်းတိုင်းအမတ်တစ်စစ်ဒေသနဲ့ ရံမြောက်ကိုအခြေပြုတဲ့မန္တလေးတိုင်းတွင်းမှာဆိုရင်လူဝင်အားထောင်ထဲလမ်းနဲ့အင်အားထောင်ထဲခြေပါဝင်တဲ့မြို့သားတွေဘွဲကြီးတွေကိုစင်းတဲ့ဝင်းတွေကိုတင်ပိုင်နိုင်တဲ့ဘွဲကြီးတွေကိုကျွန်တော်တို့စတင်ပေါ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပြင်တစ်ချိန်တည်းမှာရခိုင်ရုံမကိုကျော်ပြီးမဝေးတိုင်းနဲ့မှာမတင်မှတ်ထားတဲ့တခိုင်မှုတွေပေါ်ဆောင်နိုင်ပြီဖြစ်တယ်လို့လည်းသမုခိအိုင်မန္တလေးတရင်မှာတရင်မှုကပြောပါတယ်။ဒို့နောက်လာရှိုးဒေတာကံများထောင်ထဲခြေစန္ဒပေါ်ထုတ်ဆိုတဲ့ဆောင်းမရှင်ဆရာသာဆိုးဝေရဲ့ရေသားပေါ်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။လာရှိုးဒေတာကံများကကိုကဲအမန်တီရဲ့ပွဲဟာ လာရှုံးမှာဆက်လက်ရှိနေရန်တောင်းဆိုကြပြီးတော့ဒီယောဟန်နဲ့၎င်းတို့အရေးဝင်ရောက်ဆော့ဖက်ခြင်းမပြုရန်ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ပြီးခဲ့တဲ့စနေနေ့ကစတက်ဟာအာမန်ဒီရဲ့ဘွဲ့နဲ့နောက်တစ်ချိန်ပြန်လည်ဆုံးနေကြတဲ့အခါလာရှုံးကိုစတက်လက်ထဲထိုးဝဲသွားမှာကိုစိုးရိမ်လာကြောင်းလို့ဆန္ဒထုတ်ဖို့ဘွဲ့ကိုဦးဆောင်သူတို့ကပြောပါတယ်။အဆိုပါဆုံးနှုတ်ဘွဲ့ဟာလာရှုံးအရေးအဓိကထားဆုံးနေမယ်လို့တည်ထားတာကြောင့်မျိုးကံများကအာမန်ဒီရဲ့အုပ်ချုပ်မှုအောက်မှာလုံခြုံစိတ်ချရပြီးမိတို့မှစတက်လက်အောက်မှာမနေလို့လို့ယူဆထားလို့ဖြစ်တယ်လို့ဆိုပါတယ်။ ဆန္ဒပေါ်ထုတ်သူများကတရားဥပဒေရဲ့အာဏာသိမ်းဖွဲ့ကိုထောက်ခံနေခြင်းဟာမြန်မာပြည်သူတို့ကိုထိခိုက်နေနိုင်ရတာကြောင့်ဒီအုံနယ်နဲ့မြန်မာရဲ့အချုပ်အခြာအာဏာကို လေစားရတဲ့စစ်တပ်ဟာအကူအညီပေးခြင်းတွေကိုရစဲရန်တောင်းဆိုခဲ့ကြပါတယ်။ဒီအုံမှာအမန်ဒီရဲ့အုပ်ချုပ်ရေး KI လေးခုနဲ့လိုင်းစိုးရှိထိတန်းတက်မှုများကိုစင်ခေါ်ထားပြီးတပန်လေးနေဆုံးနေခဲ့ကြတယ်လို့သိရပါတယ်။ဇန်နဝါရီလတွင် ပြုလုပ်တဲ့ဆုံးနွေးပွဲတွေမှာအပြေခတ်ရစဲရေးသဘောတူညီမှုရခဲ့တာကြောင့်ဒီအုပ်ဘက်ကကုံတော်ရေးကိတ်တွေပြန်ပွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။တိုးတိုးလေးအချိန်မရွေးပြန်လဲပြေးပြနိုင်တယ်လို့ချိန်ချောက်လာတာကြောင့် ကိုကဲအာနာပိုင်များကဒေသခံများမရှိမဖြစ်လိုအပ်တဲ့ကုန်ပစ္စည်းများဝယ်ယူစုဆောင်ထားရန်အကြံပေးခဲ့ပါတယ်။နောက်ထပ်တရင်တစ်ပုဒ်အရအင်းနီရှင်နိုင်ငံများရဲ့ဆောင်ဖိန်ရတဲ့ချင်းဝတ်တရားများကင်းမဲ့နေကြတယ်ဆိုတာကိုကြားတဲ့လို့ရဖြစ်ကိုရဲ့နိုင်ငံသားများကိုပုံချေတပ်ဖြတ်နေတဲ့စေကောင်းဆောင်ဟာ AP 34မှာဘန်ကောက်မှာချင်းပရန်ရှိနေတဲ့တောင်ဝမ်ရှားနိုင်ငံများအတင်ပြင်ဆက်ထိပ်သီးအစည်းအဝေးတို့ပထမဆုံးချိန်ထက်ရောက်ခွင့်ပြုလိုက်ပြီလို့သိရပါတယ်။မြောင်းရဟာရှစ်ချင်းပြင်နယ်မှာနဲ့ချင်းဆိုင်တိုးခွင့်မရတော့လေမိုဒီနဲ့ပထမဆုံးချိန်ကိုခွင့်ရသွားပြီဖြစ်ပါတယ်။ မော်ဒီမာနဲ့စစ်တွေစိတ်ကန်းတော့အိန္ဒိယရဲ့ဂျိုးစီဘွားကိုမြေသွုံမြေပုံကာကွယ်ပေးနိုင်မည်နည်းနဲ့မြေစာတက်ကျော်ဝင်ရောက်လာတဲ့ဒုက္ခသည်များရဲ့မိဂွန်ထုတ်လာတော့မှဖြစ်ပါရင်မြန်မာတိရှိမှလည်းယခုခါထောက်ပံ့ခြင်းများဖက်တောက်ခံရပြီဖြစ်တာကြောင့်ရိုင်ဂျာဒုက္ခသည်များပြန်လည်လက်ခံရေးကိုပူတပြင်းစိုးနေတော့မှဖြစ်ပါရင်စေကောင်းဆောင်ပိုကနေချာခိတ်များအလုံးတစ်ခုကလေးမှထိန်းချုပ်နိုင်ခြင်းမရှိတော့ကြောင်းမီးတို့ပြောမီဆိုတဲ့ကစဲဝင်စားပွဲဖြစ်နေပါလိမ့်။ဘိုးတို့ရွေးချယ်ထားတဲ့အကြောင်းကိုရုရှားဆိုးရနျူကလ িয়ার စွမ်းအင်ဌာနရဲ့အမှုဆောင်ရာရှိချုပ်မှ ရုံမြင့်တန်ကြားနဲ့တွဲဆုံမေးမြန်းကမှထုတ်ဖို့ကြိုးဆိုသွားတယ်လို့သတင်းမှာဖော်ပြထားပါတယ်။ပြည်သူတွေကကုကံတွန်းလန်းစေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးတင်ထားဆင်နေကြတဲ့သတင်းပိတ်များကိုကျေးဇူးတို့ပဲတင်ရှိပါတယ်။အောက်တဲ့ပြည်ပြပါတင်ဒိုလင်းပြတော်သားများရဲ့သတင်းများနဲ့တို့ပြန်လာခဲ့ပါမယ်။အားလုံးလည်းကိုစိနေပြအရှင်နဲ့ချမ်းမြေ့ကြပါစေခင်ဗျာ။